န်ကုန်တိုင်းလွတ်တော်ထဲမှာအတည်ပြုထားပေးတဲ့အဆိုတွေကိုအဆိုကထိထိရောက်ရောက်အေးအေးယူဆောင်ရွက်ပေးတာမရှိသေးဘူးလို့လွတ်တော်ကိုယ်စားလှယ်တွေကပြောပါရယ်လင်းဆက်အောင်ကသတင်းပြပို့ထားပါရယ်ရှင်ကျိုးပန်းဆောင်ရွက်ပြီးတော့မှဖြစ်ပါလေလွတ်တော်ထဲမှာတင်ထားတဲ့အဆိုတွေကိုအတည်ပြုပြီးရင်အဆိုရအနေနဲ့မဖြစ်မနေအေးအေးယူဆောင်ရွက်ပေးဖို့လိုအပ်တာကြောင့်ထိထိရောက်ရောက်အကောင့်ထဲပေါ်ပေးဖို့လိုအပ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လူမှုရေးနှင့်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်တို့ကပြောပါရယ်အတည်ပြုခဲ့တဲ့အဆို၄ခုကို ကြည့်မယ်ဆိုရင်ခုနကအမိုက်နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့အခုနောက်ဖေးလမ်းကြားတွေပါတယ်ရှင်းနေတာတွေပါတယ်တော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဆိုမှာပါတဲ့ပုံမကောင်းမွန်သောအမိုက်တဲ့အမိုက်တဲ့စနစ်တစ်ခု ဖော်ဆောင်ပေးပါဆိုတော့အနေထားကိုတော့အခုချိန်ထိတော့ကျွန်တော်တို့ဒါမတွေ့ရသေးဘူးပေါ့နော်အဲဈေးတွေဆိုရင်လည်းဈေးတွေကိစ္စလည်းဘယ်လိုဆောင်ရွက်နေလဲကျွန်တော်ကျွန်တော်တော့ကြားသလောက်တော့အဲ့လိုမျိုးတခုခုအရေးယူဆောင်ရွက်နေရဆိုတဲ့ပုံစံမျိုးလည်းမတွေ့ရသေးဘူး။နောက်ကျွန်တော်ကျွန်တော်အဆိုဖြစ်တဲ့ဒီ public space ပေါ့နော်ဒီအများပြည်သူပိုင်နေရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့တင်တဲ့အဆိုအောင်သွားတဲ့ဟာမှာလည်းပဲဒါနဲ့ပတ်သက်ပြီးတော့ဆိုရအနေနဲ့တစုံတရာအရေးယူဆောင်ရွက်မှုတွေနော်တိတိယယောက်ပေါ့နော်ကျွန်တော်လုပ်နေတာမျိုးတွေမတွေ့ရဘူး။ရန်ကုန်တိုင်းဒေသကြီးလွတ်တော် ဒုတိယအကြိမ်ဒုတိယပုံမှန်အစည်းအဝေးမှာအတီးပြုတ်ခဲ့တဲ့အဆိုတွေနဲ့ပတ်သက်ပြီးအစိုးရဘက်ကအကောင့်ထဲပေါ်ပေးမှုဟာကျင်းနေစရာမကောင်းဘူးလို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ဂရီကောအမကန်ကြံများနဲ့လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင်တူကလည်းပြောပါတယ်။အဲဘလိုပဲဖြစ်အဆိုတစ်ခုကအတီးပြုတ်သွားပြီဆိုလို့ရှိရင်တော့အဆိုရမှာဒါအကောင့်ထဲပေါ်ပြရမယ့်တာဝန်ရှိသွားပြီ။ဆိုတော့အခါကျတော့ပွင့်လင်းပြောရရင်ရန်ကုန်တိုင်းမှာဆိုလို့ရှိရင်လုံခြုံရေးနဲ့ပတ်သက်ပြီးတဲ့ကိစ္စရက်တွေလည်းခုနောက်ပိုင်းအရန်ဖြစ်တဲ့အဲရာဇဝတ်မှုတွေဖြစ်တဲ့ဒါမျိုးတွေဆိုလို့ရှိရင်အဆိုရအနေနဲ့တိထက်ပို့ပြီးတော့ နယ်လုံးဝင်ကြီးတယောက်လုံးလည်းရှိတယ်ပေါ့နော်ဝင်ကြီးထားဝင်ကြီးအနေနဲ့ဟိုအဲ့တော့ဘာပဲဖြစ်ဖြစ်အစိုးရနဲ့ဒီထက်ပိုပြီးတော့ဟိုထင်သာမြင်သာပြည်သူကိုအကာအကွယ်ပေးနိုင်တဲ့ဟာမျိုးပြည်သူတွေမျှော်လင့်နေတာမျိုးကိုဟိုလှုပ်ပေးတာမျိုးပေါ့နော်လှုပ်ပေးတာမျိုးကျမတို့ကဒီထက်ပိုပြီးအားကောင်းစေချင်ပါတယ်ဆိုတော့လက်ရှိအနေအထားအရဆိုတော့ဒုတိယအကြိမ်မှာမေးခဲ့တဲ့မေးခွန်းတွေရဲ့အဆိုတွေနဲ့ပတ်သက်ပြီးတော့ပုံမှန်လင်းလင်းပြောရလို့ရှိရင်တော့အားရကျေနပ်မှုတော့တိတ်မရှိသေးပါဘူးအစိုးရဟာလွှတ်တော်နဲ့အပြန်အလှန်လေးစားမှုတိစောက်ပြီးအတူတူပူးပေါင်းဆောင်ရွက်စေချင်တယ်လို့လည်းပြောပါတယ် လွတ်တော်အတန်ကိုနားထောင်ပါလွတ်တော်နဲ့ကျွန်တော်တို့ဟောနော်ကျွန်တော်အပြန်အလှန်လေးစားမှုတစ်ခုတည်ဆောက်ပြီးတော့ကျွန်တော်တို့အတူတူကပူးပေါင်းဆောင်ရွက်စေချင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အစိုးရလည်းတိတ်ခါကြမယ်ကိုယ်တိုင်လည်းတိတ်ခါကြမယ်နောက်ဆုံးပါတီရဲ့ပုံရိပ်ကိုပါသွားထိခိုက်ပြီးတော့နောက်ရွေးကောက်ပွဲကိုပါသွားပြီးတော့ထိခိုက်နိုင်ပါရန်ကုန်တိုင်းထဲမှာဒီနေ့တခြားကြီးထွားနေတဲ့မူရစေဝါကိစ္စတရားမဝင်အနေခန်းနဲ့တရားမဝင်ကာရာအိုကေခန်းတွေအရင်များပြားလာတာကြောင့်အစိုးရကိုစက်မှတ်ပေးဖို့တိုက်တွန်းထားတဲ့အဆိုကတော့အတိမပြုခဲ့ပဲ မှတ်တမ်းတင်မှုသာပြုလုပ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ကလင်းဆက်အောင်ပါ